မင်္ဂလာပါရှင်ဒီနေ့ဇွန်လလတရက်နေ့ဖြစ်ပါတယ်ရှင် ARR တိုင်းမြောက်ဆန်းကြောက်တိုင်ခွေမှာဒတ်တုချဘူရေးဘက်ကနေဆင်းလာတဲ့ AA PDF AR 900ကအမ်တက်က drone နဲ့ကင်းထောက်ချိန်မုံလို့ပေါ့နော်အကျန်းဖက်190ကျကျဆုံးပြီးတော့ချူရှူတဲ့ထီဒီဆင်းပြေးတဲ့တပုံတွေကိုဘာမှချက်အလွတ်မပေးပဲချိန်မုံနိုင်ခဲ့တယ်ဆိုတာတရင်အမှန်ပါရှင်အမ် ARR ကတက်တွေနောက်ဆုတ်တယ်ဆိုတာကတော့နောက်ဆုတ်သွားတယ်ဆိုတာကတော့တရင်အမှားပဲဖြစ်ပါတယ်ရှင် 66ဆိုတာ66ပေါ့နော်66ဆိုတာချင်းမြန်တက်မှာပါသူ့လက်အောက်တရင်တွေရခိုင်တောင်ပိုင်းနဲ့ထိစပ်နေတဲ့ ARE မှာတန်ဝင်ထမ်းဆောင်နေကြရပါတယ်အခုကာလမတိုင်ခင်ကလည်းစစ်စင်ရေးအဲလိုအပ်ချက်တွေကြောင့်ကရင်ကရနေရအနှက်တိုက်ပွဲအတွေ့အကြုံတွေရှိပါတယ်ဒုတိုင်းမှုအမိန်နဲ့စုတ်တယ်ဆိုရင်ဘယ်တက်တည်းကဘယ်ဘက်ကိုစုတ်တာကိုမြင်ပါတယ်လဲရှင်စုတ်လန်းကတာပေါင်းငတိုင်းချောင်းရေကြီးပတ်တာရှိပြီးအဲ့ဒီမျိုးခံနေတောင်မတိတဲ့ကိစ္စကိုဟို ဒုတိုင်မှုအမိန့်နဲ့ဆိုတာဒုတိုင်မှုအမိန့်နဲ့စုပ်တယ်ဆိုတာဖြစ်နိုင်ပါမလားရှင်အဲအဲ့ဒီဒေတာခံနေပေါ့နော်အဲတက်မတော်ရဲ့စစ်တောင်းကြီးစုပ်တာမြင်လို့ရှင်တိတယ်လူတွေရှိလို့ရှင်ကျမရဲ့ comment အောက်မှာလာပြီးတော့ comment ပေးခဲ့ကြပါဦးရှင်6ရက်နေမှာရခိုင်တောင်ပိုင်းသားတွေရတဲ့မြောက်ပိုင်းသားတွေကိုဆန္ဒပြမယ်တဲ့ ရခိုင်တောင်ပိုင်းသားတွေကမြောက်ပိုင်းသားတွေကိုဆန္ဒပြမယ်ဆိုတဲ့သတင်းသိရှိရပါတယ်။မြောက်ပိုင်းသားတွေကအမြင်ချင်းပြီးတယူတန်တဲ့လူများပါတယ်။အဲ့ထွတ်မျက်နှာရဲ့အဖွဲတွေပေါ့နော်။မြောက်ပိုင်းသားတွေကအသားလည်းမဲတယ်တဲ့။အဲသားဖြူတဲ့လူလည်းရှားတယ်ပေါ့နော်။တောက်ဖြူလောက်ကစားပြီးရခိုင်အချင်းချင်းကိုတောင်မှရခိုင်လို့မတက်ပဲပဲတဲ့။ကျွန်းသားလို့သူတို့ကခေါ်တယ်။ဘလောက်ထိစူးလဲဆိုတာ။အေးအေးကိုနိုင်လို့ပြောနေတဲ့ဗမာတွေနားထောင်တာ။မန်အောင်တန်တွဲလို့ဆိုရင်ဗမာ အောက်ချီးလို့သူတို့ကခေါ်တာ။ ကွာလို့ဆိုရင်လုံးဝဗမာလိုပဲသူတို့ကပြောတော့တယ်အဲ့လောက်တောင်လူမျိုးကြီးအစွန်ရောက်ပါတယ်အေးရလေရခိုင်တောင်ပိုင်းသားသူတို့ရခိုင်အချင်းချင်းကိုတော့မှသူတို့ရခိုင်လို့မခေါ်ဘူးဟိုကရခိုင်အဖေအမေကမွေးတာပဲအဲ့ဒါကိုလုံးဝကျွန်းသားလို့ခေါ်တယ်အဲဗမာအောက်ချီးလို့ခေါ်တယ်တကယ်ကျုံဘလောက်နှိမ်လဲဆိုတာအဲ့ဒါကရခိုင်ပြည်နယ်ကြီးလွမြောက်ရေးလုံးမယ်အာရခတက်တော်ကြီးဆိုမဖြစ်နိုင်ဘူးလေပြီးရင်ကျမဒီသတင်းနေတင်ဆက်နေတာကတက်မရော်ကိုဖားနေဖားပြီးတင်ဆက်နေကျမကဒေသခံတွေကို ထားပြီးတင်ဆက်နေတယ်လို့ပြောတယ်ကျမမှားလားမှန်လားရှင်တကယ်လို့ကျမဒီအလုတ်ကမှားနေတယ်လို့ဟိုဒီဒီကျမရဲ့ပြိတက်ကြီးကထင်လို့ရှင်ကျမဒီတက်တော်လုံးဝဒီလိုက်တော့မှာပါဟိုကျမကဖားပြီးပြောတာမဟုတ်ဘူးဒေတာခန်ဒေတာခန်နေရလူတွေလမ်းမဆက်သွဲကြီးခက်ခွဲမှာစိုးလို့ဒီလိုတရင်အမှန်တွေကိုပြောကြခြင်းဖြစ်ပါတယ်လူကြီးတွေစစ်ပူချုပ်တွေဖားတဲ့အလုတ်လောက်တာမဟုတ်ပါဘူးရှင် တောင်ခန့်ဘက်ကနေလုံးစံမျက်ချင်းနုနောင်လုံးကတဲ့မြောင်စတဲ့ရွာတွေဟူအဲ့ရွာတွေမှာစစ်တပ်ကအထိုင်ချပြီးစခန်းထိုင်နေပြီးဖြစ်ပါတယ်အဲဒီပြင်ဦးလေကနေသွားတဲ့လမ်းမကြီးဆိုရင် ပြည်တော်စုလမ်းမကြီးလို့ခေါ်တာပေါ့နော်အဲ့ဒီမှာဆိုရင်နောင်ချုပ်လမ်းမကြီးသွားနေတဲ့စစ်ကြောင်းကလွဲပလုံအထိရောက်ပြီးတော့စခန်းထိုင်နေပြီးဖြစ်ပါတယ်အဲကြောင်မဲကိုလည်းခဏခဏသွားပြီးတော့ဟိုပုံကျဲတာပေါ့ DNL တွေတော်တော်လေးကိုအထိခိုက်များတယ်လို့သတင်းရရှိပါတယ်ရှင် ဇွန်လ29ရက်နေ့တုန်းကမုံရွာနမခောက်ရှော့တိုက်ဒုံရော့ကတ်တွေနဲ့ပစ်ခဲ့တယ်ပေါ့နော်တိတ်ဆုံးသူ22ယောက်ရှိတယ်ဆိုပြီး CRP သတင်းထုတ်ပြန်ခဲ့တာသတင်းအမှားပဲဖြစ်ပါတယ်ရှော့တိုက်ဒုံပစ်ခဲ့ရင်တောင်မှလိုမျိုးထိခိုက်ကြစင်မှုရှိဘူးသူတို့တကယ်လို့ပြစ်ခဲ့ရင်တောင်မှပေါ့နော်အဲ့လိုထိတယ်ဆိုလဲအဲ့လိုမျိုးလူထိမှာမဟုတ်ဘူးဘာလို့ဆိုသူတို့ကကမန်းကရန်ပြစ်ရတဲ့အတွက်အမြဲတမ်း အဲ့တို့ကတော့ဂုံယူဝင်ကြစားပေါ့တို့ဘလို့ပြစ်ခဲနိုင်တယ်ဘလူတွေဘလောက်သေးသွားပြီပေါ့နားမခါရဲကလူတွေဘလို့ခိုးပြီးမြုပ်ရတယ်လို့ဘာလို့လောက်တာတော့အဲ့ဒါတရင်အမာကြီးနော်ပကိုးတိုင်းအရှိကျဟင်းတာဝဲရမှာလေရင်ပြန်နေနဲ့အဲပြစ်ခတ်ခြေမုံနဲ့အတွက်ကတ္တကတ္တကဖြူဘက်မှာဥဆောင်လုံနေတယ်ဗရက်ကောင်းဆောင်ဘိုးမဲမိသားစုလောက်ပြောက် ပင်သားစုလိုက်ပေါ့နော်ပျောက်သွားတယ်လို့တရင်ရရှိပါရတယ်။အမ်ပြီးတော့ခါကျအတူပြက်တွေများပြီးလူတွေ20တိတ်ဆုံးမှုတွေ20 30အထက်မှာအမ်ရီလို့အဲ့လိုပေါ့ အထက်မှာရှိတယ်လို့သတင်းရရှိပါတယ်ရှင်။ပြီးရင်ကျမအရန်ဂုံယူဝင်ကြရတဲ့ဂုံယူရတဲ့ဟာလေးပြောပြအောင်မယ်။ကျမတို့30နှစ်ခွန်ဆလုပ်တဲ့ခါကျတော့လောက်ကင်ဖက်တီမှာနိုင်ငံတော်အလံကိုပြုတ်ချတယ်။နိုင်ငံတော်အလံကိုဖြုတ်ချတယ်။နိုင်ငံတော်အလံစစ်တပ်ရဲ့အလံမဟုတ်ပါဘူးရှင်။အဲ့ဒါကိုကျမတို့မြန်မာနိုင်ငံထဲမှာရှိတဲ့ပြည်သူလူထုတွေကပြောအပြည်သူလူထုပေါ့တချို့တချို့ဆိုတာများများပေါ့။အဲ့ဒီအလံဖြုတ်ချတဲ့အောက်မှာသူတို့က ပျော်ရွှင်စွာနဲ့ပေါ့နော်ဟိုင်းနဲ့လောက်ကြကျပပြောရရင်မမနိုင်ငံတော်ရဲ့အလံစစ်တရဲ့အလံမဟုတ်ဘူးဒီအလံကလို့ပြောပေမဲ့အမျိုးရုပ်တွေရတော့အဲဒီအလံဖြုတ်ချတာပျော်နေခဲ့တယ်နော်အခုဒီဟိုလက်ဝိထိုးတဲ့ဟာလေဂျော့ရှူဝါဘန်းက အလံနိုင်ငံတော်အလံကိုယူသွားချင်လို့ယူလို့မရတဲ့ခါကျတော့ तू ကအန်ကက်မှာနိုင်ငံတော်အလံပုံလေးလုပ်ပြီးယူသွား तू အရန်ကုန်ယူတယ်အဲ့ကနေစပြီးတော့နိုင်ငံတော်အလံကိုပအောင် तू ယူရတာပေါ့တော့အရန်ကိုကျင်းနေတယ် तू ဒီအလံကိုယူသွား तू ပြတဲ့အချိန်မှာကျမအရန်သဘောကျဂုံယူလိုက်တာလို့ကိုယ်နိုင်ငံအလံကိုလေးစားလိုက်တာလေးစားပြီးလုပ်တဲ့လူပေါ့နော်ကျမလေဂုံယူလိုက်တာလို့ကျမတို့နိုင်ငံမှာကိုယ်နိုင်ငံအလံပြုတ်ချတာပျော်တဲ့လူတွေကြားထဲမှာနိုင်ငံသားတယောက်ကဒီလူပေါ့ဟိုဗမာပြည်ရဲ့အလံ26ရဲ့6လံကပြုတ်လုပ်ခဲ့တဲ့မြန်မာနိုင်ငံမှာပြုတ်လုပ်ခဲ့တဲ့ နင်းချင်းဖိုရမ်မှာပေါ့နော်ခေါင်းငိတ်ခေါင်းခါလုံးမဲ့လူတွေမဟုတ်ဘဲနဲ့လိုချင်တဲ့ချက်လက်တွေကိုကိုလိုချင်တာတွေကိုဆွေးနွေးတဲ့ဟာကိုသူတို့ပြုတ်လုခဲ့တယ်ပေါ့နော်အဲ့ဒီမှာဆွေးနွေးပွဲမှာတက်ရောက်တဲ့လူတွေကတကယ် great တွေဟို great တွေဆိုဘယ်လိုပြောမလဲအမ်မြန်မာနိုင်ငံရေးမှာပေါ်ပြူလာဖြစ်နေတဲ့လူတွေအဌာနဆိုင်ရာအသီးသီးရလူတွေဟိုငင်းချင်းရေးယူထားတယ်ဒီ KPA ကိုချိုးစိန်ဝင်းတို့လူမျိုးတို့အဲပါတီကြီးတွေ အဲဒေါက်တာသက်ခိုင်လိုမျိုးလို့ဒေါက်တာညိုညိုသိန်းလိုမျိုးလို့အဲနောက်ကြတော့ဒေါက်တာဝေါ်ဝါမောင်လိုမျိုးလို့အမ်ဒေါက်တာနိုင်ဆွေဦးလိုလိုမျိုးလို့ ALB ဥက္ကဋ္ဌတော်စောမြရာစာလင်းတို့လိုမျိုးထောက်တာအီးမောင်လိုမျိုးအစိမ့်နေပဲလို့အနီတွေပဲလို့မဟုတ်ဘဲနဲ့မျိုးစုံမျိုးစုံပါဝင်ပြီးတော့ဖိတ်လွေကြတာတခုခုတော့ပြောင်းလဲလိမ့်မယ် သမောတွေကြားတယ်အဲ့ဒီဟာတွေခဏခဏလှုပ်သိခြင်းတယ်မြန်မာပြည်မှာအဲ့လိုမျိုးတွေလှခဏခဏလှုပ်သိခြင်းတယ်ခေါင်းငိမ်ခေါင်းခါမဟုတ်ဘဲနဲ့သူတို့လိုချင်တာတွေအရန်ကိုပြောပြီးတော့ဆွေးနွေးကြတယ်ဟိုအဲ့လိုမျိုးလက်ခံတယ်နော်ညို့ပြောတဲ့အာဏာရှင်မဟုတ်ဘူးကိုကျုံမူကြီးကညို့ပြောတဲ့အာဏာရှင်မဟုတ်ဘူးအကုံဆွေးနွေးတာကိုလက်ခံတယ်နော်အဲ့ဒီမှာဆိုရင်ဟိုဒေါက်တာညိုညိုသိန်းရလေအောက်ခြေအဖွဲ့စည်းတွေအကျင့်ပြတ်ခြားစမ်းမှုတွေကိုအာနားခအောင်သူပြောတယ်တဲ့ နားခါမတက်ပြောတယ်ကျမသဘောကျကျမတို့ကအစိမ်းမှအနေမှမဟုတ်ကျမနိုင်ငံပြုပြင်ပြောင်းလဲပြီးမဲ့လူဘယ်သူမှမဆိုကျမတို့ကလက်ခံတယ်ပြုပြင်ပြောင်းလဲဖို့ကောင်းမဲ့ဟာတွေကိုတင်ပြပေးမဲ့လူဘယ်သူမှမဆိုကျမတို့ကကြိုက်တယ်အဲ့လိုတစ်ဖက်ဆွန်းရောက်နေတယ်မှာကျမတို့မပါဘူးအဲ့တော့ဒီလိုမျိုး foreign လိုမျိုးပေါ့နော်တိတက်တက်တိတဲ့လူတွေများများပေါ်ထွန်းပါစေခေါင်းငိမ်ခေါင်းခါလုံးမဲ့လူတွေနဲနိုင်သမျှနဲပါစေဆူတောင်းအော်တခုတော့ပြောလိုက်အောင်မယ်ကျမတို့ရဲ့ဗိုလ်ချုပ်မှုကြီးက ကာချုပ်ကရှင်တို့ပြောတဲ့တက်မလို့ဖွဲ့စည်းရအာနာရှင်မဟုတ်ဘူးနော်အခုကြည့်လိုက်ကိုကြိုက်တာကိုပြောခွင့်ပေးနေပြီနော်အဲ့ဒီမှာလမ်းတက်တဲ့ဖွဲ့တွေလေအေးအေးထွန်းမြတ်နိုင်လို့မျိုးတို့ဥကွမ်မော်လို့မျိုးတို့လမ်းမတက်ဘူးနော်အဲ့မှာတာဖုံးကျော်တို့လို့မျိုးတို့နို့အစ်စ်မရှိမှတည်တာတယ်ဟိုကလည်းစနေဝဲလာတက်လေလာတက်ရင်ရမှာပေါ့အခုတော့ဟိုဘာလဲကလေးလို့မျိုးဟိုဘက်မုတ်လူလိုက်ဒီဘက်မူလူလိုက်အချိန်တိုင်းနေမြေကပြန်ပြေးရမှာဥစ္စာပြီးတော့ဘသူပြည်သူလူလူဒုက္ခရောက်လေ ကချင်ပြည်နယ်မှာဆိုရင်ဥက္ကမောပါများလုတ်ပေးဘူးလို့ရခိုင်ပြည်နယ်မှာတော့ဘာတွေလုတ်ပေးလဲအခု80ရခိုင်နှုန်းတိမ့်ပြီးဘာလုတ်မယ်ညာလုတ်မယ်ဘာတွေလုတ်လဲဘာမှမလုတ်ဘူးလေဘာမှမလုတ်ဘူးရခိုင်ပြည်မဲမောင်နေပြီတော့တိလားအဲ့ဒါအဲ့လိုမျိုးကိုရန်နေညာညာလုတ်ပေးဘူးလိုအပ်တယ်ညာညာရှိဖို့ကောင်းနေပေါ့ညောင်ဦးဖက်မှာစကြောင်းထိုးနေပြီးတော့မြင်းချံနှထိုးကြီးတောင်တာဘက်တွေမှာလည်းတက်မတော်ကအဲရှင်းလေးရေနေမြင်းရှင်းလေးရေတွေစတင်နေပြီဖြစ်ပါတယ်အပွဲရနေတယ်လို့ သတင်းပေးပို့လာပါတယ်ရှင်ဗီဒီယိုဖိုင်တွေအဲတဟိုဟာတွေဆိုရင်ဓာတ်ပုံတွေမှာအများကြီးပဲအဲဒါမဲ့ကျွန်တော်တို့ဒီမာတွေပြောလို့မရဘူးပြလို့မရဘူးပကူတိုင်းအရှိချမ်းထက်တဲ့ပင်နဲ့ကြောက်ကြီးတဝိုက်မှာလဲတက်ကနေမြေရှင်းလင်းရရန်သူရဲ့အလောင်းလက်နဲ့အများပြားရရှိတယ်လို့သိရှိရပါတယ်ရှင်ဇွန်လ26ရက်နေ့ကတပိတ်ချင်းမြို့နယ်6မိုင်း ရှားချက်ဒေတာကိုနည်းမြေရှင်းလင်းခဲ့ရာတက်မတော်မှာ PDF အလောင်းများနဲ့လက်နက်အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်။အဲ့ဒါကတော့ဗီဒီယိုဖိုင်တွေတင်ထားပြီးသားဖြစ်ပါတယ်။အဲ့မှာကျမတို့မတင်ဘူးပေါ့နော်။တခြားလူတွေတင်ထားရသေးတယ်။တချို့တချို့တွေရေသုံးဖော်တွေမှာလည်းတွေ့တယ်ရှင်။အာနောက်ကြတော့ခစ်တဲ့ရဲ့ခစ်တဲ့အကြောင်းလေးလည်းမပြောလို့မရဘူးဘာလို့လဲဆို။ဟုတ်ကဲ့တဲ့အကြောင်းလေးလည်းမပြောလို့မဖြစ်ဘူးဘာလို့ဆိုခေတ်တက်ကလူကြီးများအဲ့မှာတရင်မားတင်ထားတယ်။အောင်ချုံမြို့တိုက်ပွဲမှာတဲ့တင်ဟာသူရဘွေရဘုံမှုကြီး အင်းမင်းအောင်ကတဲ့ဒရုန်းဖိဒရုန်းထိမှန်ပြီးတော့ပေါ့ဟိုနေပြီးတော့စစ်ရုံကိုတင်ထားရတယ်။အော်အယူးတွေကျမပြောမယ်စစ်ကြောင်းမှုဗျူဟာမှုကဒရုန်းထိမှန်လောက်ရအောင်ပော့ရော့မလား။ဟိုးရှေ့ဆိုပထမဆုံး point ကထိတယ်ဆိုလက်ခံတယ်ဒုတိယစခန်းကုန်းမှာမိမေရောထိုင်နေရလို့ဆိုတာလက်ခံတယ်မင်းတို့ဟာလည်းတိုက်ပွဲမတိုက်ဘူးတဲ့အတိုင်းမဇွတ်ဖွာနေတော့နော်ဇွန်လ26ရက်နေ့မှာနောင်လေးနောင်ဖာရွာတွေမှာတိုက်ပွဲဖြစ်တယ်တဲ့အဲအခု နောင်ချိုအရန်ကိုနီးပြီးတော့နောင်ချိုနားမှာရှိရဲ့ဗာနန်းနန်းတုပ်ဘူးဟုတ်ပါဘူးနန်းဆောင်ဘူးဆိုလားအဲ့မှာတော့မှအဲရောက်နေတယ်ဗောနော်စစ်ကြောင်းကရောက်နေပြီလို့ပြောပါတယ်ရှင့်အဲတခုတော့တတိထားမှာပေါ့ဒါဤပြန်ချင်လို့မရဘူးဒါဤပြန်ချင်နေရင်အဲရန်သူတွေထောင်ထားခဲ့တဲ့ဘိုင်းတွေနင်းမိမှာကြောက်တယ်တက်မတော်ရှင်းလင်းပြီးမှပြည်သူတွေကိုပြန်ဝင်ခိုင်းမှဖြစ်ပါတယ်နောင်ချိုမရသေးဘူးနောင်ချိုမြို့ထဲထိမရောက်သေးဘူးလေအဲ့တော့ခဏလေးတီးခန့်လိုက်ပါ ပြီးတော့ကျမတို့ဒီဟိုရွေးကောက်ပွဲမလုပ်ဖြစ်အောင်လို့အမျိုးမျိုးတိုက်ခိုက်နေတယ်။အဲကျမမေးချင်တာကွာရွေးကောက်ပွဲမလုပ်ခိုင်းဘူးဆိုတော့ရှင်တို့အဘအုပ်ချစ်တာလား။အဘအုပ်ချုပ်မှာပဲကြိုက်တယ်ပေါ့။အဘရဲ့အုပ်ချုပ်ရည်ကြီးနဲ့ပဲနေသွားတော့မလို့လား။အဲ့လိုလား။ရွေးကောက်ပွဲလို့အရသာဆိုးရတက်လာမှာလေ။အရသာဆိုးရမလို့ကျင်တော့ဆိုတော့တက်မလို့အုပ်ချုပ်တာပဲကြိုက်တာလား။အဘဝက်ဆက်လက်အုပ်ချုပ်စီစဉ်တာလား။ကျမအဲ့ဒါသိချင်တယ်တော့။ ရွေးကောက်ပွဲမလုပ်ဖြစ်အောင်မလုပ်ရဘူးပြည်သူတွေရဲ့တာဝန်ကရွေးကောက်ပွဲလုပ်ရမှာ PDF ပဲဖြစ်ဖြစ်အနီအားပေးပဲဖြစ်ဖြစ် NLD ကိုအားပေးတယ်ပဲဖြစ်ဖြစ်ပြည်သုံးလို့အားပေးပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ရွေးကောက်ပွဲလုပ်ဖို့အားပေးရမယ်အဲ့ဒါပြည်သူတွေရဲ့ထပ်ပေါက်ဖြစ်တယ်အစိုးရထွက်ပေါက်မဟုတ်ဘူးပြည်သူတွေရဲ့ထွက်ပေါက်ပါပြည်သူတွေရဲ့ထပ်ပေါက်ဖြစ်ပါလေရှင်အဲ့တော့ရွေးကောက်ပွဲလုပ်ဖြစ်အောင်လုပ်ရမယ်ရွေးကောက်ပွဲမလုပ်ဖြစ်ရင်တက်တက်လုံးစိတ်အုပ်ချုပ်